အလုံး SGV exchange listing အကြခင်လာအောင်မယ် ICO 1နဲ့ ICO 2က SGV token တွေဝယ်လိုက်ရတဲ့သူတွေရှိမယ်ဆိုတော့အခုထပ်ဝယ်ခြင်းတဲ့သူတွေအတွက်ပေါ့စိတ်ကြိုက်ဝယ်ခွင့်ရရှိဖို့အတွက်ကြာခင်ရှောက်လာတော့မယ်ဆိုတော့ ICO 1နဲ့ ICO 2မှာဝယ်ခဲ့တဲ့သူများအနေနဲ့လည်း exchange listing စားရလဲပြန်လဲအောင်ချလို့ရမယ်ပြီးတော့ SGV token တွေပြန်ရောင်းလို့ရတော့မှာဖြစ်ပါတယ်ဆိုတော့ ICO 1နဲ့ ICO 2တို့က SGV token တွေရောင်းချမှုတွေကလည်း ကျွန်တော်ရဲ့ annual fee ဆိုရာကို US dollar တန်းတစ်စိကျော်တော့ထပ်ပို့နိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီຢာရာဘယ်ကိုရောက်ပြီးတော့ဘယ်နေရာလို့စီစဉ်ပြီးသူတွေကိုကြားခံပေးတာလဲဆိုတာအားလုံးသိမှာဖြစ်ပါတယ်ဆိုတော့ exchange တစ်စိမှာထပ်မံဝယ်ယူကြမယ်ဆိုရင်ရင်းအားချက်ပုံပြီးမြတ်တဲ့ပမာဏတွေထပ်ပြီးထပ်ပို့နိုင်မှာဖြစ်ပါတယ်အဲ့ဒီຢာတွေကဒေါ်လာအောင်ဖို့အတွက်လမ်းတွေကိုဒီကတော့အပေးနေတယ်ခွာရဖြစ်ပါဝယ်ယူလေထပ်ပို့နိုင်လေပြီးတော့ကုအကျိုးတက်ပေါ်ဒေါ်လာရတက်ပေါ် ဒီလိုများတို့ဖြစ်နိုင်မဲ့အရာတွေဖြစ်ပါတယ်ဆိုတော့အားလုံးဝယ်ချင်လားရောင်းချင်လား HA listing ကြကြခင်အားလုံးပဲ